အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့အသစ်ဆက်ဆက်ဟီးရိုးဖြစ်တဲ့ဂျူရှင်ဝိညာဉ်တို့ရဲ့လမ်းပြမီးရှင်ပါဝင်တဲ့နောက်ထပ်ဟီးရိုးစပော့လိုက်ကနေကြိုဆိုလိုက်ပါတယ်ဂျူရှင်ကတော့သူမရဲ့ BA နဲ့လိပ်ပြာတွေကိုတုံးပြီးတော့ sustain damage နဲ့ CC ကိုပေးနိုင်တဲ့ထူခြားစမ်းကြဲသောမျိုးစီးပဲဖြစ်ပါတယ်ဝိညာဉ်တို့ရဲ့လမ်းပြမီးရှင်ဂျူရှင်ပါစစ် Crimson Butterflies ဂျူရှင်ကသူမရဲ့ဒူရီယာစကင်ကိုအသုံးပြုနေတဲ့ချိန်မှာအသုံးပြုနေတဲ့ဘန်နာရီကသူမရဲ့ဝိညာဉ်မိအိမ်နာမှာပတ်ပြန်နေပြီးဘီတော်လိပ်ပြောင်းနေဖြစ်ပြောင်းလဲသွားမှာဖြစ်ပါလိမ့်။သူမအနေနဲ့ဒူရီယာစကင်အသုံးပြုတော့ကိုရက်လိုက်တာနဲ့တပြိုင်နဲ့ဒီမီတော်လိပ်ပြောင်းတွေကတဖြည်းဖြည်းပျောက်ကွယ်သွားမှာဖြစ်ပြီးတကောင်ချင်းစီကသူမရဲ့ဘန်နာတစ်ပိုင်းတစ်စောက်ကိုပြန်လည်ဖြည့်တင်းပေးမှာဖြစ်ပါလိမ့်။ကျူရှင်ကမြန်မာနဲ့အများဆုံးဘန်နာနဲ့စတင်မှာဖြစ်ပေမဲ့ကန်တက်ချက်ကသူမရဲ့ level လိုက်တိုးလာမှာတော့ပုတ်ပါဘူး။ Paramaskey Flattering Grace ဂျိုရှင်ကရက်တောင်ပေါ် area တွေမှာရှိတဲ့ရန်သူအားလုံးကို budget damage ထိစေမှာဖြစ်ပြီး၎င်းတို့ပေါ်မှာ soul stain stack တွေတက်အောင်စေမှာဖြစ်ပါလိမ့်။ TV နဲ့ပြတ်မှတ်တွေကလည်းနှီးသွားမှာဖြစ်ပြီးချိန်ထဲမှာပဲဂျိုရှင်ကတော့ movement speed ကိုချိန်ခုကြရရှိမှာပဲဖြစ်ပါလိမ့်။ Julius Kane Laden Flair မနာကိုတုံးပြဖို့ skin club ကို PB ဆွဲကဂျိုရှင်ရဲ့ဝင်ရင်ပြီးအိမ်ကိုသူမစီမပြီးသားရွေးရှောင်းအောင်လုပ်ပြီး ၎င်းရဲ့အကွာအဝေးတွေးမှာရှိတဲ့ရန်သူတွေကို magic damage တွေဇက်တိုက်ထိစေပြီးတော့တစ်ချိန်တည်းမှာပဲရန်သူ hero တွေကို soul snake stat တွေတက်ရောက်စေမှာပဲဖြစ်ပါတယ်။ရန်သူပေါ်မှာ stat တွေလုံလောက်လောက်ရှိသွားပြီဆိုတာနဲ့၎င်းတို့ကဖမ်းခံမှာဖြစ်ပြီး label ကိုဆွဲမြောက်ခံမှာပဲဖြစ်ပါတယ်။ရန်သူတွေကိုဖမ်းပြီးချိန်မှာတော့ဖမ်းထားပြီးများရန်သူအားလုံးကိုပြစ်မှတ် area စီပစ်ပေါက်ပြီး area တွေးမှာရှိတဲ့ပြစ်မှတ်အားလုံးကို magic damage ထိစေဖို့ scale cloak ကိုလွှတ်လိုက်ပါ။ Ultimate Crimson Vagrant ူချင်းကပြတ်မှတ် area စီခုံဝင်သွားပြီးတော့ပြန်တန်းတဲ့အဆင့်ကိုဝင်ရောက်သွားမှာဖြစ်ပါလိမ့်။ Ultimate တွေပါသူမကအနားမှာရှိတဲ့ရန်သူတွေကို damage တွေစတိုက်ထိစေမှာဖြစ်ပြီးချိန်ထဲမှာပဲ soul stain stat တွေတက်ရောက်စေမှာပဲဖြစ်ပါလိမ့်။ Lane အဆင့်မှာတော့ရန်သူတွေကိုနှေးစေပြီးသူမရဲ့ movement speed ကိုတိုးစေဖို့ဂျူချင်းရဲ့ပရမစကေးကိုအသုံးပြုပြီးအဲ့ဒီနောက်မှာမှာ Anya Kane ရဲ့နေရာကနေ ရန်သူတွေကိုရန်စာရင်းလိင်ကိုဘာတစ်ခါတည်းရှင်းနိုင်စေဖို့ဒီမိုင်ထူးတာစကေးကိုမီနီယွန်ရောရန်သူတွေကထိအောင်သုံးပါရန်သူပေါ်မှာစတက်ခွေတုံလောက်လောက်ရှိသွားပြီဆိုတာနဲ့အပူဆောင်ဒမ်ပေ့ချ်ထိစေဖို့၎င်းတို့ကိုမီနီယွန်အုတ်ထဲကိုပစ်ထည့်ပါအတင်းလိုက်တက်ကတ်ချင်းပါတော့နေရာကောင်းကောင်းကိုခုံဝင်သွားဖို့အတွက်ဂျူရှင်ရဲ့အော်တိမိတ်ကိုအသုံးပြုပြီးအရင်နောက်မှာတော့ရန်သူတင်းကိုနှေးစေဖို့ဒီမိုင်ပထမစကေးကိုဆက်အသုံးပြုကအန်ဒီကေးနဲ့နေရာကနေစတက်တွေစုနိုင်မှုနဲ့ဒီမိုင်ထူးတာစကေးကိုအသုံးပြုပါဒီမိုင်ထူးတာစကေးနဲ့ရန်သူတွေကိုတက်နိုင်မှာမများဖမ်းမိအောင်လုပ်ပြီးအရင်နောက်မှာတော့သူတို့ကိုလူစုရင်းတစ်ချိန်ထဲမှာပဲဖွဲ့သီးပုံပြတ်သွားအောင်ပစ်ထုတ်ပြပါ ဂျူရှင်ကကောင်းမွန်တဲ့ sustain damage တွေရှိတဲ့ base တစ်ယောက်ဖြစ်ပြီးအသင်းလိုက်တိုက်ခိုက်ခြင်းတွေမှာကနအူးတိုက်ပွဲဝင်သူချက်နောက်ကလိုက်ရှင်းတဲ့သူတွေနဲ့ပိုကောင်းပါလိမ့်လေဝဲဝဲမှာဂျူရှင်ရဲ့ဒုတိယ skill ကိုအဆင့်မြင့်ပြီးတော့၎င်းကိုသူမရဲ့အဓိက damage အရင်းမြစ်နေနဲ့ဆက်လက်ဦးစားပေးအဆင့်မြင့်ပါသူမဒူနာစကေးကိုတုံးပြနိုင်မှုတို့ကပူအားတာတဲ့အခြေအနေကိုဖန်တီးနိုင်ဖို့ဂျန်ဒရယ်ကိုဂျူရှင်ရဲ့ပရမစကေးနဲ့အရင်ထိအောင်လုပ်ပါဂျန်ဒရယ်ကိုဂျူရှင်ရဲ့ဒူရာစကေးနဲ့ဖမ်းမိပါကအပိုဆောင် AOE damage အတွက်၎င်းတို့ကိုပစ်ပေါက်နိုင်မှုခလုတ်ကိုလွှတ်လိုက်ပါ ကျွန်တော်နေတဲ့ဂျူရှင်အတွက် base and plan ကို agility, bonding hunter နဲ့ impure race talent တွေနဲ့တွဲဆအသုံးပြုဖို့အကြံပြုလိုပါတယ်။ဂျူရှင်ကတနည်းအားဖြင့် equipment ပေါ်မီခိုနီယာသူဖြစ်တာကြောင့် bonding hunter ကသူ့မရဲ့ base ကိုပိုဆော့ဆော့ပြီးအောင်ဆက်နိုင်စီမှာဖြစ်ပြီး impure race ကတော့ပိုဆောင် damage နဲ့ mana ပြန်နိုင်ဖြည့်တင်းမှုကို base ဆွနိုင်မှာပဲဖြစ်ပါတယ်။ကျွန်တော်နေတဲ့ဂျူရှင်အတွက်မန်နာပြန်လဲဖြည့်တင်းဖို့နေစီဖို့ဒိုင်ကနဲ့ဒမ်းမေ့ဆိုးဖေးဆွနိုင်ပြီးအသင်းလိုက်တိုက်ခိုက်ခြင်းတွေမှာသူမရဲ့အလားအလာကိုအမြင့်ဆုံးပြည့်တင်ပေးနိုင်ဖို့ဒီပေးကိုအကြံပြုပေးလိုပါတယ် ။ Clock of Destiny ကတော့ဂျူရှင်ရဲ့အထူး equipment ပဲဖြစ်ပါတယ်။အပြင်ဆုံး Mana ကများလေလေသူမရဲ့ဒုတိယ skill ကိုကြာကြာသုံးနိုင်လေလေဖြစ်ပြီး Mana နဲ့ HP ပြန်လည်ဖြည့်တင်းခြင်းကသူမကိုလက်ရမှာပို့ပြီး sustain လုပ်နိုင်စေမှာပဲဖြစ်ပါတယ်။သူမဒုတိယ skill သုံးပြီးတဲ့အချိန်ရန်သူတွေကိုနှေးစင်နိုင်ပြီးတော့ ice cream wine ကနောက်ထပ်ရွေးချယ်တဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။ဂိမ်းတော်ပိုင်းမှာတော့ဂျူရှင်ရဲ့ damage ပေးနိုင်စွမ်းကိုမြင့်တင်နိုင်ဖို့ Vision Lantern ကိုဆက်ပါကျွန်တော်အနေနဲ့ဒီမှာဒူဒါစကေးသုံးပြုနေရန်သူတွေနောက်ကိုအနယ်ကင်းလိုက်ရှင်းနိုင်ဖို့အချိန်မြန်မြန်တိုးသွားကြုံရရှိဖို့အတွက်ဂျူရှင်အတွက် Sprint Button Space ကိုကြံပြုလိုပါတယ် ။သူချင်းကသူမအတီမိတ်တဲ့သူရန်သူတွေထဲကို break ခုံဝင်သွားတဲ့ခါကျရင်တက်ရှင်နိုင်ဖို့ Vanguard ကိုလည်းအသုံးပြုနိုင်ပါသေးတယ်။ဂျူရှင်ကပိုးပွမ်းကူပါနဲ့ဆိုက်ကလော့စ်တို့လိုမျိုးအဝေးပြစ်နိုင်စွမ်းနဲ့ပြီးရွေးရှားနိုင်စွမ်းနဲ့တဲ့ဟီးရိုတွေနဲ့ရှင်ရင်အားသာချက်အများရှိတာကြောင့်ကောင်းကောင်းတန်ပြန်တိုက်ခိုက်နိုင်သူပဲဖြစ်ပါလိမ့်။မေ့ချ်အများစုလိုပဲဂျူရှင်ကဒူမကိုမြန်မြန်ဆန်ဆန်တတ်နိုင်စွမ်းရှိတဲ့ဗန်နီနဲ့ဇေဘာတို့လိုမျိုးဘတ်စတမ်းမေရီရှိတဲ့ဟီးရိုတွေကပြန်လည်တန်ပြန်တိုက်ခိုက်နိုင်ပါလိမ့်။ ဂျူရှင်ကဒမ်းမီများများနဲ့စီစီပေးနိုင်နေဆိုပေမဲ့ဂိန်းအောင်မိုင်မရောက်ခင်ထိသူမရဲ့အလားလာစစ်ကမပေါ်လာနိုင်တာကြောင့်စီစီရှိတဲ့ဟီးရိုးတွေကသူမကိုဂိန်းစာပိုင်းတွေမှာတော်ပြနိုင်စေဖို့ကူညီပေးနိုင်ပါလိမ့်မယ်ဂျူရှင်ကအန်သင်းစာ damage ပမာဏကိုယုံကြည်စွာသလိုပေးနိုင်ခြင်းပဲ Valerie, Kimmy နဲ့ CC တို့လိုမျိုး sustain damage hero တွေနဲ့လည်း live ဖတ်ကြည့်ပါလိမ့် ဂျိုရှင်ရဲ့များပြားလာတဲ့ control effect တွေကသူမကိုဘေးလန်းတွေမှာချိန်းချောက်မှုတွေလုံးစင်နိုင်မှုစစ်စစ်ရှိတဲ့ Romary နဲ့တော်တော်လေးအတွဲညီစေနိုင်ပါတယ်။ဒီမှာ Twitter ဆက် control လုပ်ခံတာရန်သူ report တက်တွေမြန်မြန်တက်စီနိုင်ပြီးတက်နိုင်တာပြည်သားစီမှုတော့၎င်းတို့အတင်းအင်းရှိရစီပြန်ပစ်လို့စေးတိုင်းမှာဖြစ်ပါလိမ့်။ gain လေပိုင်းကနေ gain တော့ပိုင်းအတင်းလိုက်တိုက်ခိုက်ချင်းနေပါတော့ဂျူရှင်ကနောက်တန်းမှာနေပြီးရန်သူကိုဒီမှာ Twitter skin နဲ့ရန်ဆပြီးတော့ကိုအတင်းကဝင်တိုက်မှာကိုစောင့်ပြီးအရင်နောက်မှာလက်ဆတ်တက်ဖို့ဒီမှာ enemy နဲ့ဝင်ပြီးတော့ပထမ skin နဲ့ Twitter skin သုံးတာမျိုးလုံးသိပါလိမ့်။ ဝိဉ္ဇဉ်တို့ရဲ့လမ်းပြပြီးရရှိဂျူရှင်ကဇွန်လ29ရက်နေ့မှာရောက်ရှိလာမှာပဲဖြစ်ပါတယ်။စာရင်ထွက်ရှိတဲ့ရဲတရက်မှာ30ရာခိုင်နှုန်းစော်စီရယူလိုက်ပါ။ဂျူရှင်ရဲ့ Ethereum Serenity Skin ကိုပထမဆုံးနှစ်ပတ်တွင်းမှာဒိုင်းမုံ50လုံးနဲ့ရရှိနိုင်မှာဖြစ်ပါတယ်။ဂျုံရဲ့နောက်ဆုံးတွဲ Hero ရဲ့ထူးခြားစမ်းကြယ်မှုတွေကိုဖော်ထုတ်လေ့လာခြင်းနောက်တစ်ချိန်မတိုင်ခင်ထိလမ်းတော်တောင်းမှာပြန်ဆောင်ကြတာပေါ့။